အာပွဲတော့ပြီးသွားပြီပွဲတော့ပြီးသွားပြီညီကိုတော့အခုဟာ international break လဲလာပြီဗျာအာ ကျွန်တော်တို့ပွဲပြီးသွားတဲ့ချိန်မှာနောက်ဆုံးအသေးခွဲကိုကျွန်တော် SCV SCV ကပိတ်သွင်းသွားတယ်ဗျာ SCV ကြောင့်ကျွန်တော်ဒီနေ့ပွဲစဉ်မှာတော့သုံးမှတ်အပြည့်ရောက်သွားခဲ့တယ်ပထမပိုင်းမှာကျွန်တော်တို့ဒီကိုက်ဇာတူရဲ့လှပတဲ့ဒီဒုံးပြန် KU ကိုကျွန်တော်တို့အဲ့ဒီကနေအဖွင့်ကိုကျွန်တော်စယူခဲ့ဗျာအဲ့ဒီနောက်ပိုင်းမှာမှကျွန်တော်တို့ဒုတိယပိုင်းမှာကျွန်တော်ခြေပောက်ကိုပြန်ပေးလိုက်ရခြေပောက်ကိုပြန်ပေးလိုက်ရတဲ့ချိန်မှာကျွန်တော်အနေနဲ့ တည်ကြပြီးတော့ကျွန်တော်တင်သားခဲ့တာဗျာကျွန်တော်တို့နိုင်ပွဲလည်းမရတာလေတတော်ကြာပြီဗျာဆိုတော့အာသွားပြီလို့ဒီပွဲကကျွန်တော်တော်လေးကိုစိတ်ညစ်သွားဗျာတည်ရောကြပြီးတော့ကျွန်တော်တင်သားခဲ့တာဒါပေမဲ့ဒါပေမဲ့ STV ပိတ်တွင်းလိုက်တဲ့အလုံးကြီးတော့အာတတော်လေးကိုယင်အေးသွားစေခဲ့ဗျာဒါက STV Chelsea အတင်းရဲ့ ပတ်မှဦးဆုံးအတွက်သူတွင်းယူပေးခဲ့တဲ့တွင်းကိုလည်းဟုတ်ခဲ့တယ်ဗျ။ကျွန်တော်တပွဲလုံးကိုကျွန်တော်ခြုံငုံပြီးကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့နော် CB ကစားမှ၂ယောက်၂ယောက်ဆုံးကျွန်တော်ဒဏ်ရာရသွားခဲ့တယ်။၂ယောက်ဆုံးကျွန်တော်ဒဏ်ရာရသွားခဲ့ဗက်ဒရှယ်ရဲ့ပြီးရှင်အချင်းပေါင်းဒီကစားမ2ယောက်တည်းပဲကြံတော့တာအဲ့ဒီကစားမ2ယောက်ပါထပ်ပြီးဒဏ်ရာရသွားခဲ့တယ်ဗျာစဉ်းစားကြည့်အဲ့ဒီကစားမ2ယောက်ပါဒဏ်ရာထက်ရသွားတော့ကျွန်တော်တို့မှာဘယ်သူရှိတော့လို့လဲ ဘူးမှမရှိတော့ဘူးကျွန်တော် left back position right back အစားရှိကစားမားတွေပဲရှိရဗျာကုစိုကုစိုနဲ့ rizi jim ကျတော့တို့ကညာဘက်ချမ်းကစားတဲ့ကစားမားပြီးရှင် hato နဲ့ kukurela ကြည့်မယ်ဆိုလို့ရှင်တို့ကဘဲဘက်မှာထွက်ကစားတဲ့ကစားမားဆိုတော့ကျွန်တော် no choice ဘာမှလုပ်စရာဘာမှလည်းကျွန်တော်ရွေးချယ်စရာလည်းမရှိတော့ဗျာရွေးချယ်စရာမရှိတော့တဲ့အဆုံးတကယ်ညာနောက်ခံလူနဲ့ဘဲနောက်ခံလူကို rizi jim ကိုကျွန်တော် အဲ့မှာ CB နေရာမှာထည့်လိုက်ရတယ်ဗျာပြီးလို့ရှိရင် ဟာတိုလည်း CB ကစားခိုင်းလိုက်ရအလောက်ထိအခြေအနေဆိုးသွားတာနော်ဒါပေမဲ့ဒါပေမဲ့တပွဲလုံးကျွန်တော်ခြုံငုံပြီးပြောမယ်ဆိုလို့ရှိရင်ချက်စီအတင်းရဲ့ကစားပုံကစားနည်းကဒီနေ့ပွဲစဉ်မှာတော်တော်လေးကိုရှယ်ကောင်းတယ်လီဗာပူးလို့အသင်းမျိုးကိုကျွန်တော်တို့အလောက်ထိမှကစားနိုင်နိုင်မယ်လို့ကျွန်တော်တကယ်မထင်သားခဲ့တာအရှင်းဆုံးကျွန်တော်ပြောတာကျွန်တော်ချက်စီအတင်းကဒီပွဲတော့ကျွန်တော်အရှုံးလို့ပဲအစကတည်းကကျွန်တော်တွတ်ပြီးမှ စိတ်ကိုကျွန်တော်လုံးဝကိုလျှော့ထားပြီ လုံးဝကိုလျှော့ထားပြီဘာကြောင့်လဲကျွန်တော်တို့မှာအဓိကကစားမှာဘာလို့ရှိတယ်ဘာလို့မှမပါဝင်နိုင်ဗျာခိုးဖာမှာဒံရရနေကြည့်ဟုတ်တကယ် main key player ဒံရရတယ်ကြည့်ဟုတ် CB ကစားမှာတွေကြည့်ဘာလို့ရှိတယ်ဘာလို့မှမရှိဘူးဘာမှအရှင်းဆုံးကျွန်တော်တို့ပြောမယ်ဗျာဘာမှတုံးစားလို့မရတဲ့ကစားမှာတွေ CB မှာကျွန်တော်ထည့်တုံးသွားခဲ့ဒါပေမဲ့ဒီပွဲမှာအလုပ်ဖြစ်တယ်ဗျာ အလုတ်ဖြစ်သွားခဲ့တယ်ဆိုတော့တပွဲလုံးကျွန်တော်ခြုံငုံပြီးကြည့်မယ်ဆိုရှင်ကိုင်ဇတူနဲ့ကိုင်ဇတူနဲ့ရီဇီဂျင်းပြီးလို့ရှင်ကျွန်တော်တို့ဒီအာအန်ဆိုဒီကစားမ၃ယောက်ရဲ့ကွင်းလေကိုလီဗာပူးအတင်းကဘလို့မှမရှင်နိုင်ခဲ့တာအရှင်းဆုံးကျွန်တော်ပြောဘလို့မှမရှင်နိုင်ခဲ့တာလီဗာပူးအတင်းရဲ့ န်စစ်အားနည်းချက်တွေလည်းပါတယ်ပြီးလို့ရှိရင်ခန်လီဗာပူးရဲ့အမားတွေအများကြီးပြုတ်လုခဲ့တယ်ဗျာအဓိကကပါလဲဆိုလီဗာပူးအတင်းကချက်စီအတင်းရဲ့ကွင်းလေကိုမထိန်ချုပ်နိုင်တဲ့အတွက်ကြောင့်မို့မလိုအပ်တဲ့အမားတွေအများကြီးဇက်တိုက်တို့ကျူးလွန်ခဲ့တယ်ဒါတို့ဆက်လက်ပြီးမှကျူးလွန်ခဲ့တယ်လီဗာပူးလည်းအခွင့်အရေးတွေမရခဲ့တာမဟုတ်ပါဘူးရပါတယ်ဒါပေမဲ့ကျွန်တော်တို့မှလည်းပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အဓိကကစားမဘဘူးမှမပါဝင်နိုင်ခဲ့တဲ့အတွက်ကြောင့်မို့ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်တို့အာ နည်းနည်းဘယ်လိုပြောမှာဗျာဒီလီဗာပူးအသင်းဖက်ကိုကျွန်တော်အခွင့်အရေးအချို့လေးတွေပြန်လဲပေးလိုက်ရတဲ့ပုံစံမျိုးလေးတွေကျွန်တော်လည်းမြင်သွေးခဲ့ရတယ်ဗျာလီဗာပူးအသင်းလည်းကောင်းကောင်းပါတယ်ကောင်းတယ်ဒါပေမဲ့သူတို့တွေ့နေတဲ့အသင်းက Chelsea အသင်းဖြစ်နေတဲ့အတွက်ကြောင့်မို့လီဗာပူးအသင်းနည်းနည်းကန်ဆိုးသွားရတယ်လို့ပဲကျွန်တော်ပြောရမှာပေါ့တစ်ချက်ကျွန်တော်ပြောချင်တာကဘာလဲဆိုလို့ရှိရင် Chelsea ဆိုတဲ့အသင်းကလေတည်းအသင်းငယ်တွေနဲ့တွေ့တဲ့အချိန်မှာဒီကောင်တွေက အာစုတ်တိစုတ်ပြတ်ပုံစံမျိုးကစားကောင်းကစားလိမ့်မယ်ဒါပေမဲ့ဒါပေမဲ့အသိဉာဏ်နေနဲ့တွေ့တဲ့ချိန်ကြောင်းရှင်ဒီကောင်လေးကောင်းကောင်းကြီးရှည်ယုံတယ်ကစားခွက်ကလမ်းပြန်ထွက်နေအောင်အနိုင်အရှုံးကဒါခဏလေးဘေးကတ်ထားလိုက်ဒါပေမဲ့ချက်စီအတင်းကစားပုံကစားနီးကအသိဉာဏ်တွေနဲ့တွေ့တဲ့ချိန်ဆိုလို့ရှင်အယမ်းကိုကောင်းတယ်ချက်စီအတင်းကတော့ရှော့မတွက်နဲ့ချက်စီအတင်းကိုလေးပြအသိဉာဏ်နဲ့တွေ့တဲ့ချိန်ချက်စီအတင်းတော့ရှော့မတွက်နဲ့ဘာကြောင့်လဲဆိုလို့ရှင်ချက်စီအတင်းက တက်တင်ပြခဲ့တဲ့အရာအရန်ကိုများတယ်ချက်စီအတင်းအောက်ကနေအောက်အောက်ကနေနေပြီးမှကစားရတဲ့ချင်းဆိုလို့ရှိရင်ချက်စီအတင်းရှဲကောင်းတယ်ဗျကျော်ချန်ပီယံလိရေယူသွားခဲ့တဲ့ခုနှစ်တည်းကိုကျွန်တော်ကြည့်ကတော်တော်လေးကိုကောင်းခဲ့တယ်ပြီးလို့ရှိရင်ကျွန်တော်တို့အာပူပူနွေးနွေးကြောင့်ရရှိခဲ့တဲ့ဒီ Club World Cup ချန်ပီယံကိုလည်းကျွန်တော်ကြည့်ကအရေးပန်းစားဆုံးအတင်းက PSG ကတော်တော်လေးကိုရေးပန်းစားခဲ့တာနော်တော်တော်လေးကိုရေးပန်းစားခဲ့တာဒါပေမဲ့ချက်စီအတင်းအောက်ကနေကစားသွားတာ အနာရလက်နဲ့ချက်စစ်တင်းကရရှိခဲ့တယ်ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်းကြည့်လီဗာပူးအသင်းကိုဆနာကျောင်းခေါင်းစဉ်တတ်ထားလို့ပေါ့ဂျိုးကြကိုအမွေးနှုတ်ပြီးမှကင်စားခဲ့တယ်ဗျာကျွန်တော်ချက်စစ်အသင်းကဒီနေ့တော့ရေလဲကောင်းပါတယ်တော်တော်လေးကိုကောင်းတယ်ဆိုတော့အခုချိန်မှာတော့ကျွန်တော် international break တွေနဲ့လာပြီးဆိုတော့ကျွန်တော်ချက်စစ်ကစားမှအချို့တွေတို့အာအာဒဏ်ရာကနေပြန်လဲအမြန်ဆုံးပြန်လဲ အဲတက်တာဖို့လည်းကျွန်တော်မျောလင့်နေပြီးလို့ရှိရင်ကစားမားတွေကလည်းတို့လိုအပ်နေတဲ့နေရာတွေကိုတို့ပြန်လဲပြီးမှသုံးသက်နိုင်ပြီးမှလာမဲ့ပွဲစဉ်တွေအကောင်းဆုံးကစားနိုင်မယ်လို့တော့ကျွန်တော်ထင်တယ်ဗျဆိုတော့ကျွန်တော်ဒီနေ့ကန္နာချိုရုနဲ့ပတ်သက်ပြီးမှကျွန်တော်ပြောမယ်ကန္နာချိုရုပြီးလို့ရှိရင်ကျွန်တော်တို့ဒီနက်တိုးတို့ ကျောင်းပထရိုးနဲ့ဂျွန်ရှင်ပြောမယ်ဆိုလို့ရှိရင်ဒီညသူတို့ကစားပုံကစားနည်းကတော်တော်လေးကိုကောင်းခဲ့ပါတယ်ကောင်းပါတယ်ကာနာချိုဆိုလို့ရှိရင်သူ့ဖက်ကဖျက်တင်ပေါ်မှုရီကိုလည်းကျွန်တော်ရရှိခဲ့တယ်လို့တစ်ဖက်မှာလည်းနက်တော့နက်တော့ကတော့လုံးဝလုံးဝ perfect ဘာမှပြောစရာမရှိအောင်ချွတ်ရင်းချက်ဘာမှပြောစရာမရှိအောင်အရန်ကောင်းတယ်နက်တော့ကသူပါဝင်ခဲ့တဲ့ပွဲစဉ်တိုင်းဆိုအကောင်းဆုံးသူကစားပေးခဲ့တယ်ဆန်ကာနာချိုလည်းကျွန်တော်ဒီနေ့ကြည့်မယ်ဆိုလို့ရှိရင်လိုအပ်နေတဲ့ ဆိုကနာချိုးဖက်လဲကောင်းတယ်ပြီးရင်ဂျာအိုပက်ထရိုကြည့်မယ်ဆိုဂျာအိုပက်ထရိုလကလည်းဒီနေ့ပွဲစဉ်မှာလည်းသူအသင်းတွေနဲ့ link up တွေလုပ်ပေးတဲ့နေရာလဲတော်တော်ကောင်းတယ်ဗျအဓိကကကျွန်တော်ဂျာအိုပက်ထရိုကိုတွဲပြီးမှကစားသိချင်တာဒီလက်ဘရိုနဲ့ကျွန်တော်တွဲပြီးမှကစားသိချင်တယ်ဒီလက်ဘရိုနဲ့တွဲကစားမယ်ဆိုလို့ရှိရင်သူ့မှာအခွင့်အရေးတွေအများကြီးပိုရမယ်ပြီးလို့ရှိရင်ဂျန်နဲ့တိုက်စစ်ပိုင်းမှာလည်းအခွင့်အရေးပိုမိုရရှိနိုင်မယ်လို့ကျွန်တော်ဒီတိုင်းတော့ကျွန်တော်ပြောလင့်ထားတာခက်တာဂွီယူကိုဒီဟိုနီးပြကဒီဂျာအိုပက်ထရိုနဲ့တွဲပြီးမှ တိတ်ပြီးမှမတုံးတာကတော့ကျွန်တော်နည်းနည်းတော့ပုံဝင်တိတ်ပြီးမကြောက်ဘာကြောင့်လဲဆိုတော့ GU ကဒီကောင်ကတကယ့်အထောင်တိုက်စစ်မှုစစ်စစ်ကစားမှတူပြဆိုအထောင်အထောင်တိုက်စစ်မှုစစ်စစ်ကစားမှတူကိုကျွန်တော်ဒီကြောက်ပက်ထရိုလ်နဲ့တွဲပြီးလိုက်မယ်ဆိုရှင်တော်တော်လေးကိုကောင်းသွားလိမ့်မယ်အဆုံးတက်ပိုင်းကလူအပ်ချက်တွေရှိသေးတယ်တဲ့ဟုတ်တယ် bro ရေ မတည်ရင်ဖလားရတလို့လို့နဲတဲ့ဘရိုရေမပြောနဲ့နော်ကျွန်တော်တို့က club world cup champion အခုချိန်မှာကျွန်တော် club world cup champion မယ်အရှင်းဆုံးပြောမယ်ပြ၄နှစ်တတိနော်၄နှစ်တတိကျွန်တော်တို့ club world cup champion ဒါကြောင့်မို့ကျွန်တော်တို့လီတိုက်တာမတိုက်တာဒါတက္ကနထားလိုက်လောလောဆယ်မှာတော့ကျွန်တော် club world cup champion လို့ပဲကျွန်တော်တို့တတိပေးချင်တယ်ဗျအဲ့ဒီအပိုင်းကြီးဘူးတော့ ဖြစ်လို့ကျွန်တော်ချက်စီအတင်းကလည်းနိုင်ပွဲမရတာတော်တော်လေးကိုကြားခဲ့ကန်ဆိုးတာကျွန်တော် The Bradford တို့ Man U တို့ဖြစ်လို့ကျွန်တော် Brighton တို့ကျွန်တော်တို့ဒီ၃ပွဲမှာတော့အမှတ်၉မှတ်တိတိကျွန်တော်ယော့သွားတယ်၉မှတ်တိတိယော့သွားတယ်၃ပွဲစတက်ကြီးကိုကျွန်တော်အနီကထိတော့တော်တော်လေးကိုစိုးသွားတယ်ဗျအဲ့ဒီလိုမှမဟုတ်ဘူးဆိုလို့ကျွန်တော်ချက်စီအတင်းကအခုချိန်မှာဆိုလို့ကျွန်တော်ထိတ်ဆုံးကိုရောက်နေတော့ပြီကျွန်တော်တို့ခက်တာကပါလဲဆိုလို့ကျွန်တော် မလို့အပ်ပဲနဲ့ကျွန်တော်အနီကပ်တွေတော့ထိခဲ့တယ် Brighton နဲ့ပွဲစဉ်မှာကျွန်တော်ကြည့်မယ်ဆိုလို့ရှင်အနီကပ်မထိခင်ချင်းတိကျွန်တော်ကြည့်မယ်ဆို Chelsea အတန်ကစားပုံကစားနေရတော်တော်လေးကိုကောင်းတယ် Brentford နဲ့ပွဲစဉ်လည်းကြည့်မယ်ဆိုထုံနီးလည်းကောင်းမယ်ပြီးလို့ရှင်ကျွန်တော်တို့ဒီ Man U အတင်းနဲ့ဆယ်ယောက်ဆယ်ယောက်ကစားခဲ့တဲ့အချိန်တွေကိုပြန်ကြည့်မယ်ဆိုလို့ရှင် Chelsea အတင်းကတော်တော်လေးကောင်းအောင်ကစားနိုင်ခဲ့တယ်ဒါပေမဲ့ကန်တရာရဲ့လှည့်ကွက်ကြောင့်မဲ့ကျွန်တော်ပြောရမှာပေါ့ကန်တရာရဲ့လှည့်ကွက်ကြောင့်တော့ကျွန်တော်တို့အနီကပ်ထိပြီးမှကျွန်တော်တို့ မရှုံးသင့်မနဲ့ကျွန်တော်ရှုံးခဲ့ခဲ့ရတယ်လို့ပဲကျွန်တော်မြင်နေဗျကုသိုလ်တော်ကောင်းတယ်နော်စိတ်ပြတ်ဖို့တဲ့ကျွန်တော်တို့ပြလိုက်ရတဲ့ဂိုးကိုဂျွန်ကြည့်မယ်ဆိုရှင်ကုသိုလ်လူကပုံကစားနီးကနည်းနည်းအားငယ်နေတယ်ဒါပေမဲ့ဘလို့ပဲပြောပြောပါသူ့ရော100%ကြီးတော့ကျွန်တော်တော့ပြအဖြစ်ပြောလို့လည်းမရောက်ဗျပြီးရှင်ကျွန်တော်ဒီဆာလာကိုထိန်းချုပ်သွားတဲ့ခူခူရီလာဘာမှပြောစရာမရှိဘူးလား ခုခုရလဆိုတာကလည်းအားလုံးသိပြီးသားပဲကပအကောင်ဆုံးဆိုတဲ့ကောင်တွေကိုပဲလိုက်ပြီးမှရွေးဖြုတ်နေတဲ့ player ကစားမတူနိုင်ငံအသင်းမှာဆိုလဲဆိုလဲထိုနီ၎င်းကျွန်တော် club အသင်းမှာဆိုလဲထိုနီ၎င်းသူအကောင်ဆုံးဆိုတဲ့တောင်ပန်ကစားမတွေကိုလိုက်ပြီးမှဖြုတ်နေတဲ့ကစားမတူဆိုတော့တင်းနေဆာလဲဘာမှလုတ်လို့မရအောင်ကိုသူအကောင်ဆုံးထိန်းချုပ်သွားတာကိုကျွန်တော်တွေ့ရတယ်ဗျာ ဘဟုခံစစ်မှုမရှိရင်တော့လီရင်လေးစရာပဲတဲ့အဲဆိုခေါင်းတိုက်တာတိုင်ထိသွားတယ် SD ဘောအလုံးဝင်သွားအာဝင်သွားလဲ share ပဲတဲ့ တေးချနေလို့မန်ယူအောက်ရောက်မှာအာဗာလဲမန်ယူအောက်ရောက်မှာကြောက်နေရတော့မှအာဗာလဲကြောက်နေရတာတော်ပါတေးတွေအပေါ်ပြန်တက်လို့တဲ့ကိုက်စတိုရန်ကောင်းနေဗျာတဲ့ကိုက်စတိုကကျွန်တော်မပြောနဲ့လीဒီကောင်ကတကယ်ရှင်ကိုက်စတိုကကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒုတိယကန်သေးကိုကန်သေးကိုကျွန်တော်ရလိုက်လို့ပဲဗျာတော်တော်လေးကိုကောင်းလာဒီကောင်ဟွန်းမမောမပန်းမနဲ့ဒီကောင်ကစားတယ် အခုဟာကျွန်တော်ကွင်းလယ်မှာကြည့်မဆိုချက်စီအတန်ကွင်းလယ်လူတော့ပြန်စုံလာပြီလာဗီယာလည်းပြန်မလဲပါဝင်လာပြီ SQ တော့ဂျန်ဒီရဲ့ဗျာ SQ သက်ရောက်လူတေးတယ်ကျွန်တော်တို့ဆိုတော့လာမဲ့ပွဲစဉ်တွေမှာကျွန်တော်ကွင်းလယ်မှာ၃ယောက်ဖြစ်တဲ့လာဗီယာဂိုက်စတိုအန်ဆူဒီကစားမှာ၃ယောက်ကိုကျွန်တော်တွဲပြီးမြင်ချင်တယ်အဲ့ဒီ၃ယောက်တွဲလို့ရှင်လုံးဝဘယ်ပြိုင်ဘက်မှာကျွန်တော်ကွင်းလယ်ကိုရှင်နိုင်မှာမဟုတ်ဘူးလို့တော့ကျွန်တော်ထင်တယ်ဗျာတကယ်လေကောင်းပါတယ် ကျွန်တော်လာပြီးတော့ကိုက်ဆက်တို့တို့တကယ်ပါဝင်ခဲ့တဲ့ပွဲစဉ်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင်တော့တခြားအသင်းရဲ့ကွင်းလေကရှင် fight ဖို့ဆိုတော့တော်တော်လေးကိုခဲရင်တယ်ဘယ်သူမှမ fight နိုင်ဘူးဗျအရှင်းဆုံးကျွန်တော်ပြောရဲအဲ့ဒီကွင်းလေကစားမှ၃ယောက်ရဲ့ try ကိုဆိုတော့လာမယ့်ပွဲစဉ်မှာအဓိကကလာပြီးတော့ထပ်ပြီးမှဒဏ်ရာရမရဖို့ပဲကျွန်တော်တို့ဆုတောင်းနေရမှာဗျဒီနေ့ Enzo နဲ့ Enzo Resigen ပြီးလို့ရှင်ကျွန်တော်တို့ဒီပါလေအာ Enzo ရဲ့ကွင်းလေကိုကျွန်တော်ကြည့်လိုက် လီဗာပူးဘာမှမလှုံမရအောင်ဖြစ်နေရဗျာကွင်းလယ်မှာအမှားမှားအယွင်းယွင်းနဲ့အကုန်ဖြစ်နေရလီဗာပူးကအဲ့လိုဖြစ်နေရဗျာပြီးလို့ရှင်ကျွန်တော်ချက်စီအတင်းကလေးတည်းဒီလိုလီဗာပူးပြီးရင်မန်စီးတီးစဖြစ်ပေါ်တော့ဒီလိုအတင်းကြီးတွေနဲ့တွေ့ အဲတွေ့တဲ့ပွဲစဉ်တွေတော်တော်လေးကောင်းတယ်ဆွမ်းတော်ကျော်အရှိမှကျွန်တော်ပြောတယ်လို့ပဲကျန်တဲ့အသင်းငယ်တွေလည်းဒီလိုဖွင့်တိုက်ပြီးမှကစားမယ်ဆိုလို့ရှင်တော့ကျွန်တော်ချက်စီအသင်းကနိုင်ပွဲဆိုတော့ကျွန်တော်တို့ထင်းစားရေတောက်လို့ပဲကျွန်တော်မြင်တယ်ဗျာခက်တာကအသင်းငယ်တွေနဲ့တွေ့လို့ရှင်ကျွန်တော်ဒီ low block တွေကိုပြန်လဲပြီးမှခြေဖြတ်တဲ့နေရာမှာကျွန်တော်ချက်စီအသင်းကတော်တော်လေးကိုအားနေနေတော့မယ်အဲ့ဒီအပိုင်းနေတော့ အခုဟာနော်ကျွန်တော်တို့ Chelsea အတင်းကအာဒီ၃ပွဲစလုံးကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှင်တော့အစွန်ကျွန်တော်ရှေ့မှာပြောခဲ့တဲ့အတိုင်းအနီတွေပဲကျွန်တော်ဇက်တိုက်ထိခဲ့တယ်ဆိုတော့ဒီနေ့ Liverpool အတင်းနဲ့ပွဲစဉ်မှာကျွန်တော်ကြည့်တာကြည့်တာလေးတည်းရအနီကပ်ပြန်ထိမယ်ဆိုတော့စိုးရင်စိတ်ဒီကတော်တော်လေးကိုလွှမ်းမိုးလာတယ်ဗျတချို့လူတွေဘလို့ကြည့်လဲတော့မသိကျွန်တော်အဲ့ဒီအရာပဲကျွန်တော်စိုးရင်ကဘာကြောင့်လဲဆိုတော့၃ပွဲဇက်တိုက်ယူကျွန်တော်အနီထိခဲ့တာကို ဒါကြောင့်မို့ဒီနေ့ပွဲစဉ်မှာလည်းအနီများထိမှလားဆိုတော့စိုးရင်တဲ့စိတ်နဲ့ကျွန်တော်ကြည်နေခဲ့ရတယ်အခုကျွန်တော်တို့ချက်စီအတန်းကွင်းလယ်မှာကိုက်စတိုလာလာဘီယာပြရှင်အန်ဆိုဒီကွင်းတဲ့ကစားမအမှားခံ၃ရောက်ထွက်မယ်ပြလို့ရှင်ကျွန်တော်တို့တိုက်စစ်ပိုင်းမှာခိုးဖားမတို့ကြောက်ပထရူပြရှင် SCV အစရှိတဲ့ကစားမတွေနဲ့ကျွန်တော်တွဲလိုက်မယ်ဆိုရင်တွဲလိုက်မယ်ဆိုရင် ကျွန်တော်အရင်ကပြောခဲ့တဲ့ list တိုက်စစ်ဆိုတာပေါ်လာနိုင်မယ်အဲ့ဒီမှာလောလောဆယ်မှာကျွန်တော်တို့ကအဲ့ဒီ AI မလောက်ဆောင်နိုင်ပြီးသေးပြဘာကြောင့်မလောက်ဆောင်နိုင်လဲကျွန်တော်တို့မှာလူမစုံဘူးအခုကျွန်တော်ချက်စီအတင်းကလေအာကျွန်တော်ကျွန်တော်ချက်စီအတင်းကလူစုံမဲ့ကြံတိုင်းကျွန်တော်ဒဏ်ရာသွားလိုက်ပြီးရှင်ဒဏ်ရာကလည်းပြန်လဲတက်တာလာပြီးဆိုလို့ရှင်တကယ် main player တွေကလည်းပြန်လဲပြီးမှ အာအနီကက်တွေထိတွားလိုက်စာဖြစ်ပေါ်တော့ဒီလိုပုံစံနဲ့ကျွန်တော်လေပတ်နေတယ်ကျွန်တော်တို့လူစုံတက်စုံနဲ့ကစားရတဲ့ပွဲတွေကတော်တော်လေးကိုနေပါလုံးနဲ့အယမ်းကိုရှားတယ်အရှင်းဆုံးကျွန်တော်ပြောတာဗျာဆိုအလုံးကြုံလောက်နေမှာဆုံးသက်ပြီးမယ်ဗျာလာမယ့်နေ့တွေမှာကျွန်တော်အာဗီဒီယိုလေးလုပ်ပြီးမှကျွန်တော် page မှာကျွန်တော်ပြန်လည်ပြီးမှအာတင်ပေးမယ်ဗျာနော်အလုံးမဲဒီနေ့လီဗာပူးအတင်းကိုနာအနိုင်ရရှိခဲ့လို့ ျော်ရွှင်နိုင်မယ်လို့တော့ကျွန်တော်ထင်တယ်။ဆောကျွန်တော်ခေါင်းစဉ်တက်ခဲ့တဲ့အတိုင်းပဲဒီနေ့မှာတော့ကျွန်တော်တို့ Chelsea အတင်းကဂျိုးဂျာတွေကိုအမွှေးနှုတ်တဲ့နေ့ပေါ့နော်အမွှေးနှုတ်ကင်စားတဲ့နေ့ပေါ့ဆိုတော့အားလုံးပဲ good night ပါလို့နော်